ဆရာနာရှင်စန့်ကျင်ຫນွေဦးတော်လိုင်းမှာအများနည်းတူပါဝင်နေတဲ့ဥဇော်ထွန်းခေါ်ကဗျာဆရာခက်တီကိုမေလာရှိရနေ့ညမှာစစ်တပ်ကစကိုင်းတိုင်းရွှေဘုံမြို့မှာဖမ်းလိုက်ပြီးကြောင်မြောင်းစစ်ကြောရေးစခန်းကိုပို့လိုက်ပါတယ်။ကျမ်းမာရေးကောင်းပြီးတန်တန်ဆွမ်းဆွမ်းရှိတဲ့ကဗျာဆရာခက်တီဟာအဖမ်းခံရပြီး24နာရီမပြည့်ခင်နောက်တစ်နေ့မေလာ9ရက်နေ့မှာပဲစစ်ကောင်စီတပ်တွေရဲ့လက်ထဲမှာနှိပ်စက်ခံရပြီးတည်ဆုံသွားပါတယ်။စစ်ကြောရေးကပြန်ပို့ပေးလိုက်တဲ့ကဗျာဆရာခက်တီရဲ့အသက်မဲ့ခန္ဓာကိုယ်ဟာမုံရဆေးရုံကြီးအရောက်မှာတော့ တကူလုံးညိုမဲနေလို့အစိုးဆုံးကခန္ဓာကိုယ်ထဲကကလီဇာတွေပါမလာတော့ဘူးလို့မိသားစုတွေကသိလိုက်ရပါတယ်။ဆရာခက်တီရဲ့အမျိုးသမီးကလည်းဆက်သွယ်ရေးဝန်ထမ်းတူဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းတာကိုလက်မခံလို့အမိတ်မနာခံရေး CDM လှုပ်ရှားမှုမှာပါနေတဲ့သူဖြစ်တယ်လို့လည်း RFA ကစုံစမ်းသိရှိရပါတယ်။ကြပြားဆရာခက်တီရဲ့လို့ပြောလိုက်ရင်သူရေးတဲ့ကြပြားတွေကနိုင်ငံရေးအတွေးခေါ်တွေပါတယ်လို့မုံရမျိုးကဝါရင်ကြပြားဆရာကြီးတယောက်ကပြောပါတယ်။ကြပြားဆရာတော်တော်များများကြပြားရေးကြတယ်လို့ပြောကြပြားကို လူပညာမြောက်အောင်ဖန်တီးလိုက်မယ်ဆိုတာတွေမကဘဲနဲ့သူ့မှာကဗျာအတွေးခေါ်လေးတွေပါတယ်သူပြင်သူ့ရဲ့ကဗျာအတွေးခေါ်တော်တော်များများလေနိုင်ငံရေးຫນွယ်တဲ့အတွေးခေါ်မှာတော်တော်များများကဗျာဆရာကြီးနဲ့ကြွားတဲ့ချက်ကသူ့ကဗျာတွေကနည်းနည်းဟိုအတင်းကြီးမပြော့ပြောင်းမှုနံပါတ်၁ချက်ကနံပါတ်၂ချက်ကနိုင်ငံရေးအတွေးရောက်ကဲတယ်ဟိုရိုးရှင်းရိုးရှင်းထင်တာမြင်တာရှိတယ်မြန်မာနိုင်ငံမှာစစ်ကောင်စီလက်ချက်နဲ့တည်ဆုံခဲ့ရတဲ့သူတွေထဲမှာကဗျာဆရာ၃ယောက်လည်းပါဝင်နေပါပြီအဲ့ဒီ၃ယောက်စလုံးကစကိုင်းတိုင်းတွေကဖြစ်ပါတယ်ပထမဆုံးတည်ဆုံခဲ့ရသူတွေကတော့အမြင့် ကိုချမ်းသာစွေဆိုတဲ့မုံရမျိုးကကြပြဆရာကေစာဝင်းဖြစ်ပါတယ်။နောက်တစ်ယောက်ကလည်းအဲ့ဒီမုံရမျိုးကမမြင့်မြင့်စင်ကောကြပြဆရာမကြည်လင်အေးဖြစ်ပါတယ်။သူတို့ကမတ်လ3ရက်နေ့ကမုံရမျိုးမှာပြစ်ခတ်ခံရပြီးတည်ဆုံးခဲ့ရတာပါ။အခုနောက်ဆုံးတည်ဆုံးရတဲ့ကြပြဆရာကတော့ကိုခက်တီဖြစ်ပြီးသူကတော့စစ်ကြောရေးမှာနှိပ်စက်ခံရပြီးတည်ဆုံးရတာပါ။ကြပြလောကအတွက်ဆုံးရှုံးမှုတွေကြီးမားခဲ့ပြီးသူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့တော်လိုင်းဆက်လုပ်သွားမယ်လို့ကြပြဆရာရိုးခတ်ကပြောပါတယ်။ခက်ဆက်ဆက်ကတော့ကျွန်တော် ကြရာဆရာတွေကဟိုနှလုံးနဲ့လည်းတိုက်ခဲ့တယ်လက်တွေ့လည်းကျွန်တော်တို့တိုက်ခဲ့ရတယ်ပေါ့လက်တွေ့ဒီတော်လိုင်းကာလမှာပရမကိစ္စဝင်ပြသွားတော့သူခက်ပြီဆိုရင်တော်လိုင်းကာလအစမှာဆိုရင်တော်တော်ကိုဒီရွေးချယ်ချက်လုပ်ခဲ့တယ်ပြည်သူတွေကိုအသိပညာတွေနဲ့ပေါ်တော့ပါနာရှင်ကိုဟိုအသိပညာများများနဲ့တော်လိုင်းပေးနိုင်ခဲ့တယ်ပေါ့ဟိုအဲ့အတွက်ကျွန်တော်တို့ဒီကြပြလောကအတွက်ကတော့ဆုံးရှုံးမှုက တားကြည့်လို့မှာတော့ကျွန်တော်လည်းဟိုသူတို့ကိုကုန်ပြူရနေနဲ့ဆက်ပြီးတော့ကျွန်တော်ဆက်တိုက်သွားနေမှာပါပဲကဗျာဆရာခက်တီအားစစ်ကြောရေးစခန်းမှာတည်ဆုံခဲ့ရတာဖြစ်ပေမဲ့66ပါယောဂါနဲ့တည်ဆုံနေဆိုပြီးစစ်ကောင်စီကမိသားစုဝင်တွေကိုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်ပလဲမျိုးပါမနေ့ကမေလ10နေ့မှာပြုလုပ်တဲ့သူစာပနာမှာလည်းတချင်းတံပြိုင်တည်ဆိုတာတွေမလုပ်ဖို့တားမြစ်ခံရပြီးအရက်ဝတ်နဲ့ထောင်လိုင်းတွေကစောင့်ကြည့်နေခဲ့တယ်လို့သူ့မိတ်ဆွေတချို့က RFA ကိုပြောပါတယ်စာပနာကိုလိုက်ပါပို့ဆောင်တဲ့သူထောင်ထဲချီပြီးရှိခဲ့တယ်လို့ တုတ်တံမှာတော့လိုက်ပါပို့ဆောင်သူတွေဟာဆရာနာရှင်အလိုမရှိတဲ့အကြောင်းပြတာတဲ့လက်သုံးချောင်းထောင်ဆန္ဒပြခဲ့တာတွေကျွေးကြော်တန်တိုင်တာတွေကိုဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေမှာတွေ့ရပါတယ်ဒီလိုဆုံးရှုံးတာတွေဘယ်သူ့ကိုမှမဖြစ်စေချင်တော့ဘူးလို့ကြပြဆရာခက်တီရဲ့မိသားစုဝင်တယောက်က RFA ကိုပြောပါတယ်မိသားစုတွေမှာတော့တော်တော်ကိုသဘောကောင်းလို့မိသားစုသဘောကောင်းတယ်အကျိုးကောင်းတယ်သူနဲ့ပေါင်းတဲ့နေသူကသူ့အကုန်ချစ်ကြတာပေါင်းမှုသူတိုင်းကလည်းသူ့ကိုအကုန်ချစ်ကြတာတဲ့ ။အဲအိမ်မှာဆိုလည်းသမီးဟင်းတွေကဆက်ချင်ဆက်ကြွေးအစုံမျိုးနေတာ။မနေ့တိုင်းတို့လည်းလေအတို့မှမခဲတာတော့အိမ်မှာလာဆိုပြီးတော့အိမ်မှာလို့တကယ်တကယ်ကိုနေနေတယ်။ဒီနေ့ကနေအော်လို့လည်းမထွက်ဘူး။ဘလို့မလဲအထင်းလည်းတော့ပြန်လည်းလို့မရဘူး။အသက်သေးသေးထီကိုသတိတရားနဲ့အဲ့လိုမျိုးသသသနဲ့ဖြစ်နေရတော့မဟိုင်း။အဲ့တော့မလည်းမိမမို့ကြပြဆရာခက်တည်ရဲ့ညီဖြစ်သူကလည်းဆရာနာရှင်စံကျင်လို့မောရထောင်းမှာအဖမ်းခံတာပါပဲ။ ိခင်မသိအောင်မိသားစုဝင်တွေကဖုံးကွယ်ထားရပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကမှအိမ်တော်ကြခဲ့တဲ့ကြပြစီယာခက်တီဟာဇာတိပလဲမျိုးမှာကိမ့်မုံနဲ့ရေခဲမှုလုပ်ငန်းနဲ့အတံမွေဝမ်းကြောင်းနေသူဖြစ်ပါတယ်။ကြပြစီယာခက်တီရေခဲ့တဲ့ကြပြတွေတဲ့ကသူတို့ကခေါင်းကိုပစ်တယ်။တော်လန်ရင်ကနှလုံးသားမှာရှိတာသူတို့မသိကြဘူးဆိုတော့ကြပြတစ်ပိုက်ကိုလူကြိုက်များနေတာတွေ့ရပါတယ်။အခုဆိုရင်ကြပြစီယာခက်တီလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းတာခံရပြီး24နာရီတွင်မှာပဲမိသားစုတွေအလောင်းလာကြည့်ပါဆိုတော့ဖြစ်ရက်က အရင်ကအ ਨੇ ဆုံး၃ရောက်ရှိနေခဲ့ပါပြီ။ရန်ကုန်တိုင်းဗပဲရမ်းမြို့နယ်က NLD ရက်ကွက်ဥက္ကဋ္ဌဦးခင်မောင်လက်ကိုမတ်လ6ရက်နေ့ညမှာအများပြည်သူရှိမှာပဲစစ်တပ်ကဖမ်းသွားပြီးနောက်နေ့အလောင်းလာထုတ်ပါလို့မိသားစုဝင်တစီအကြောင်းကြားခဲ့ပါတယ်။အလားတူရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာ NLD ရက်စုအသက်မွေးပညာသင်ကျောင်းတာဝန်ခံဦးစော်မြတ်လင်းကိုလည်းစစ်တပ်ကဖမ်းသွားပြီးနောက်နေ့မှာဒဏ်ဒဏ်ချက်တွေရင်ခွဲထားတဲ့ချုပ်ရိုးရှင်နဲ့ မိသားစုဝင်တွေကလက်ခံရရှိခဲ့ပါတယ်။သူကဖမ်းထားတဲ့အချိန်မှာထွက်ပြေးရင်အိမ်နောက်မှာဝချုံနဲ့ထိုးမိလို့သေဆုံးတာလို့စစ်ကောင်စီကအကြောင်းပြပါတယ်။အလားတူနေပြည်တော်မှာလည်း NLD စပူသီရီမြို့နယ်အလုံမှုဆောင်အဖွဲ့ဝင်ဦးကျော်ကျော်လို့ခေါ်တဲ့အဲ့ကမိုးညိုကိုလည်းမတ်လ15ရက်နေ့မှာစစ်တပ်ကနေင်းကနေဖမ်းသွားပြီးစစ်ကြောရေးစခန်းမှာနှိပ်စက်ခံရတဲ့တန်းကြောင့်မတ်လ30ရက်နေ့မှာသေဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ရတဲ့နပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူခွင့်ဆိုင်ရာပြည်တော်စုဝန်ကြီးဦးအောင်မြင့်မင်းက ဒီလောရတွေဟာရာဇောမှုဖြစ်တဲ့အတွက်ထိရောက်တဲ့အရေးယူမှုတွေလောရမယ်လို့ပြောပါတယ်။ခပြားဆရာကိုခက်တီမတိုင်ငင်နေရတချို့သော NLD ခေါင်းဆောင်တွေတက်ကြွလှုပ်ရှားသူတွေတော်တော်များများကညနေမှာဖမ်းဆီးနောက်တနေ့မှာအလောင်းမဲ့ပြန်ရတဲ့အဖြစ်အပျက်တွေအများကြီးဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးတေဆုံးမှုတွေဟာမင်းမြန်းစုံစမ်းတဲ့ကာလအတွင်းမှာလူသားမဆန်တဲ့နှိမ့်ဆက်မှုမျိုးစုံနဲ့ခံရပြီးတော့အဲ့ဒီရဲ့ရက်လက်ကြောင့်တေဆုံးသွားတာဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်။မတရားဖမ်းဆီးခြင်းကိုယ်တိုင်ကလူခွေချိုးဖောက်မှုတစ်ခုပါ။ ီထဲမှာမှနှိမ့်ဆက်ညင်မှန်းခြင်းကိုလှုပ်ဆောင်တဲ့ကိစ္စတစ်ခုကပုံမူကြီးမားသောယာစမင်ဖြစ်ပါတယ်ဘလို့ချင်းခါမျိုးမှာမှနှိမ့်ဆက်ညင်မှန်းခြင်းကို ပြုလုပ်လို့မရဘူးဆိုတာကဘာကသတ်မှတ်ထားတဲ့ Convention Against Torture နှိမ့်ဆက်ညင်မှန်းမှုဒါစီရေးဥပဒေမှာအတိအလင်းဖော်ပြထားပြီးသားပါဒါကြောင့်မလို့နှိမ့်ဆက်ညင်မှန်းမှုကိုကျူးလွန်ရုံမကဘဲနဲ့ဘဒူရီယကျူးလွန်လဲဘဒူရီမှာတာဝန်ရှိလဲဆိုတာကို တရားဥပဒေအရပေါ်ဆောင်နိုင်မှုမရှိခြင်းကလည်းနောက်ထပ်ဆိုးရွားတဲ့အချက်ဖြစ်ပါတယ်။ဒါတွေကိုအများဆုံးရပ်တန့်မှုနှိမ့်ဆက်ညှဉ်းပန်းမှုကြောင့်တည်ဆုံသွားတဲ့သူတွေအတွက်ကျူးလွန်တဲ့သူတွေကိုထိထိရရောက်အေးအေးယူနိုင်တဲ့ကိစ္စမျိုးကျွန်တော်မဖြစ်မနေလှုပ်ဆောင်ရမှာပါ။ဒါနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့သဘောထားအတွက်ပြန်ကြားရေးဒုဝန်ကြီးဗိုလ်မှူးချုပ်စော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့အဆက်သွယ်မရခဲ့ပါဘူး။အခုလိုပြည်သူတွေဟာတရားဥပဒေမဲ့ဖမ်းဆီးခံရနှိမ့်ဆက်ညှဉ်းပန်းတစ်ဖက်ခံရပေမဲ့ မိသားစုတွေနဲ့ပြည်သူတွေဟာလွတ်လပ်ဆောင်ကိုကြွေးကွင်းပြောဆိုကွင်းဥပဒေအရအေးအေးယူတရားစွဲကွင်းတွေမရကြတဲ့အတွက်တရားမျှတမှုတောင်းတနေကြပါတယ်ကျွန်တော်ကနေရင်ကြပါအမေရိကန်ပြည်သူဝါရှင်တန် DC ကနေတင်ပြလိုက်တာပါခင်ဗျာ